မရိကန်သမ္မတထရန့်ကငင်းချဲလုံမယ်လို့ပြောနေတဲ့ကြားမှာပဲပူတင်ကယူကရိန်းကိုအကြီးအကျယ်တိုက်ခိုက်လိုက်တဲ့အတွက်ကြောင့်သမ္မတထရန့်ဟာရုရှားပေါ်ပိတ်ဆို့တံခတ်မှုတွေစတင်တော့မယ်လို့သိရပါတယ်ရုရှားကလည်းယူကရိန်းကိုမနေ့ကတညလုံးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့သမ္မတထရန့်ဟာရုရှားပေါ်တံခတ်ပိတ်ဆို့မှုနဲ့အောက်ခွန်တဲ့ချမှတ်ဖို့စဉ်းစားနေတယ်လို့သိရပါတယ်ရုရှားကယူကရိန်းကိုစစ်မြေပြင်မှာအပြင်းထန်တိုက်ခိုက်နေတာအခြေခံပြီးအကြီးစားဗန်လုံငန်းပိတ်ဆို့မှုတံခတ်မှု ရုရှားပေါ်အကောက်ခွန်နဲ့ချမှတ်ဖို့ကျွန်တော်အပြင်းထန်စဉ်းစားနေပါလေ။ဒါဟာပြစ်ခတ်ရစရင်းနဲ့ငြိမ်းချမ်းရေးအတွက်နောက်ဆုံးသဘောတူညီချက်မရမချင်းဖြစ်ပါလေ။ရုရှားနဲ့ယူကရိန်းကိုခုချက်ချင်းစပွဲဝဲမှာထိုင်ပြီးညှိနှိုင်းပါနောက်မကျခင်တော့ပါကျေးဇူးတင်ပါတယ်လို့ရေးသားဖော်ပြထားတာဖြစ်ပါလေ။ယူကရိန်းသမ္မတဇီလန်စကီကတော့ထရန့်ရဲ့ကရောကစားဖြစ်ပြီးခုခံမှာထရန့်ကိုမလွန်ဆန်နိုင်တဲ့အတွက်ကြောင့်အားလုံးကလည်းဝိုင်းတိုက်တော်တဲ့အတွက်အမေရိကန်ဦးဆောင်မှုနဲ့ငြိမ်းချမ်းရေးကိုရအောင်လုပ်မယ်လို့ပြောထားပါတယ် ဒါပေမဲ့ပူတင်ကတော့လက်ရှိချိန်ထိထရန့်နဲ့တွေ့ဆုံဆွေးနွေးခြင်းတော့ကိုယ်တိုင်မရှိသေးပါဘူး။ American နဲ့ Russia ကြားထဲမှာဝန်ကြီးအဆင့်သာတွေ့ဆုံဆွေးနွေးမှုရှိပါတယ်။ပူတင်ကတော့ Trump ပါပြောပြော Russia အနေနဲ့သူ့ရဲ့ရည်မှန်းချက်တိုင်းလှုံ့ဆော်သွားမယ်လို့ပြောနေတာဖြစ်ပါလိမ့်။ဒီပြောဆိုချက်ဟာရုရှားကယူကရိန်းတို့ရဲ့စွန့်ရင်ခြေကန်အဆောက်အအုံတွေပေါ်တိုက်ခိုက်မှုကိုယူကရိန်းဘက်ကလည်းပြင်သစ်လို့မိုင်းရိတ်ချက်လိုက်ရင်ပထမဆုံးအကြိမ်အသုံးပြုပြီးတော့ပြန်လည်တိုက်ခိုက်ခဲ့တဲ့ပြောပြီးနောက်ထွက်လာတာပါ ရုရှားတို့ဟာဒုံးကြီး69စင်ဒရုန်း194စင်နဲ့ညာလုံးပေါက်တိုက်ခတ်ခဲ့တယ်လို့ယူကရိန်းကထုတ်ပြန်ပါတယ်။အဲ့ဒီတက်က cruise ဒုံးကြီး33စင် K5969 ဒုံးကြီးစင်နဲ့ဒရုန်းအစင်းတရာကိုပစ်ချနိုင်ခဲ့တယ်လို့ယူကရိန်းစစ်တပ်ကပြောပါတယ်။အရိတက်ခိုင်မှုဟာအနည်းဆုံးလူ78ဦးထိခိုက်ဒဏ်ရာပြီး၄ဦးရသေတယ်လို့သိရပါတယ်။ယူကရိန်းရှိမှန်ဒိုနက်စ်မှာဒီစစ်ပွဲရဲ့ခြေနေဟာပြောင်းလဲရုံသာမကအချိန်နဲ့ပြန်တက်လာနေတာပါ။ဒါအပြင်ရုရှားရေတပ်ကလည်းပင်လက်နက်ကနေလှမ်းပစ်တယ်လို့သိရပါတယ်။ ဒီတုံးကြီးတိုက်ခိုက်မှုတွေကဒီပထမအမေရိကန်ကယူကရိန်းကိုစီးရဲကူညီဆိုင်းငံ့လိုက်ပြီးထောင်လည်ရေးတရေမှာဖလှယ်မှုရပ်တန့်လိုက်တဲ့နောက်ဖြစ်ပွားခဲ့တာပဲဖြစ်ပါလေယူကရိန်းအနေနဲ့အဲ့ဒီတိုက်ခိုက်မှုတွေကဘာတရေမှကြုံမရဘူးလို့သိရပါလေရုရှားသမ္မတကပူတင်ကတော့လက်ရှိမှာယူကရိန်းစီကတင်ထားတဲ့နယ်မြေတွေကိုလုံးဝစွန့်လွတ်မှာမဟုတ်ဘူး ရှာထားတဲ့ကြိုးမြတ်တွေကိုလည်းလက်မလှပ်ဘူးလို့တီလင်းပြောလာပါလေ။ရုရှားရဲ့ရေရှည်လုံခြုံရေးအာမခံချက်ရှိမှငင်းကြေးသဘောတူညီချက်ကိုရယူမယ်ဆိုပါတယ်။လက်ရှိစီးပရိပခအတွင်းရုရှားတို့သိမ်းပိုက်ထားတဲ့အကျိုးမြတ်တွေနဲ့နယ်မြေတွေကိုပြန်လည်လှပ်ဖို့စိတ်ကူးတော်မရှိဘူးလို့သမ္မတပူတင်ကတော့မမတင်းတင်းပဲပြောသွားပါလေ။စစ်ပွဲအတွင်းတည်ဆုံသွားတဲ့ရုရှားစစ်သည်တွေရဲ့ကြံရည်သူမိဘဆွေမျိုးတွေနဲ့တွေ့ဆုံစဉ်ပူတင်ကပြောတာပါ။ဒါအပြင်ပူတင်ဟာပြင်သစ်ကိုလည်းတွယ်ဝိုက်တဲ့စကားနဲ့တတိပေးခဲ့ပါလေ။ အနောက်နိုင်ငံကောင်းဆောင်တွေအနေနဲ့ရုရှားကိုရှော့မတက်သင့်ဘူးလို့ပြောပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်200နီးပါးက1812ဝန်းကျင်လောက်ကရုရှားနိုင်ငံကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ပြင်သစ်စစ်ဗိုလ်ချုပ်နပိုလီယံဘိုနာပက်ကံကြမ္မာအလဲပြောင်းငယ်ဆောင်ပြီး သတိထားသင့်တယ်လို့ပူတင်ကဆက်ပြောတော့ပါလိမ့်။ယူကရိန်းမှာ3နှစ်ကြာစစ်ပွဲအတွင်းချစ်ခင်မြင်တို့ရသူတွေကိုဆုံးရှုံးခဲ့ရပြီးကြေကွဲနေရတဲ့ရုရှားမျိုးသမီးတွေကိုလည်းပူတင်က ကျွန်တော်တို့နဲ့လိုက်ဖက်မဲ့ငင်းကျဲရွေးချယ်မှုတခုကိုကျွန်တော်တို့ကိုယ်တိုင်ပဲရွေးချယ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံအတွက်ရေရှည်လုံခြုံရေးကိုအောင်မခံစေမဲ့ငင်းကျဲရေးကိုပဲရွေးချယ်ရပါမယ်ဘသူတိုက်တွန်းမှုနဲ့မှဘသူဖိအားမနဲ့မှလုပ်ပါမဟုတ်ဘူးလို့သမ္မတထရန့်ကိုလည်းတော်ဝတ်ပြီးတော့ပူတင်ကပြောသွားပါတယ်တိုက်ပွဲကြသွားတဲ့စစ်တီတော်ရဲ့မိခင်ကရုရှားအနေနဲ့ပြန်ပြီးတော့တက်ခေါက်မှလာလို့မိတဲ့ကပူတင်ကအဲ့ဒီလိုလုပ်ဖို့မရည်ရွယ်ဘူးလို့ပြောပါတယ် ရုရှားဟာလက်ရှိမှာယူကရိန်းပိုင်နယ်နယ်မြေစစ်စစ်ပေါ်ရဲ့ငါးပုံတစ်ပုံအောက်ကိုထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ပူတင်နဲ့တွေ့ဆုံခဲ့တဲ့ရုရှားမျိုးသမီးချူဟာစီးဝေးခန်းထဲမှာလည်းငိုကြွေးတယ်လို့သိရပါတယ်။မရိကန်သမ္မတထရန့်ကပြီးခဲ့တဲ့သတင်းဘက်ကအင်ပီရိုမှာယူကရိန်းသမ္မတဇလန်စကီနဲ့စကားများပြီးနောက်အမေရိကန်ဟာယူကရိန်းကိုစီးရေးကွန်ညီတဲ့ခေတ္တရင်ဆိုင်ထားပါတယ်။အဲဒီရင်ဆိုင်ထားတဲ့အချိန်ထဲမှာပဲရုရှားကဝင်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အမေရိကန်နဲ့ရုရှားတို့ကဆော်လီမှာနှစ်နိုင်ငံဝန်ကြီးအဆင့်နဲ့ ဆွေးနွေးခဲ့ကြပြီဖြစ်ပါလေ။နောက်ထပ်သတင်းမဟုတ်ပြောချင်ပါလေ။ EU နိုင်ငံတွေဟာကိုပိုင်ကောက်ွယ်ရေးလုံခြုံရေးအသုံးစရာတွေကိုမြင့်တင်မှုပြင်နေပြီလို့သိရပါလေ။အမေရိကန်သမားထရန့်လက်ထဥရောပအတွက်အမေရိကန်ရဲ့လုံခြုံရေးအမခံချက်ဟာမတိကျတော့ကြောင့်ခံမှန်ချက်တွေထွက်ပေါ်ခဲ့တဲ့အတွက်ဥရောပနိုင်ငံတွေဟာကိုပိုင်လုံခြုံရေးအမခံချက်ပေါ်စစ်သုံးစည်းတွေတိုးမြှင့်ပြင်ဆင်လာတယ်လို့ DW သတင်းဖော်ပြချက်အရသိရပါတယ် ဥရောပကော်မရှင်ဥက္ကရာအော်ဆူလာဘူနာလီယန်ကတော့ရူရို100ဘီလီယံတမိုးရှိရီယန်ရိုမီရှိကာကွယ်ရေး30ရက်တိုးမြင့်ရေးအစီအစဉ်ထုတ်ဖော်လာပါတယ်ဒီအစီအစဉ်ကိုမလာချောနေမှာပြုလုပ်မယ်ဥရောပသမဂ္ဂညီလာခံမှာအဓိကထားဆွေးနွေးခဲ့ပါတယ်မလာနီယန်ကပြည်သူ့သမ္မတမက်ခရွန်ရဲ့အစည်းအဝေးခေါ်ယူမှုနဲ့လန်ဒန်မှာဖြစ်တဲ့ဝန်ကြီးချုပ်ကီယာစတာမာကသဘောပတိဖြစ်ကြီးမှုခြင်းပါတယ်ဥရောပကောင်ဆောင်များအစည်းအဝေးပြီး အခုအစည်းအဝေးဟာ EU ရဲ့နောက်ဆုံးခေါ်ယူတဲ့အစည်းအဝေးဖြစ်ပါလေ American ဟာ Ukraine တို့ကစီရင်နဲ့ငွေကြေးကူညီတဲ့ဆိုင်းငံ့မှုနဲ့တူဥရောပအတွက်လုံခြုံရေးကတိကိုကလည်းမတည်တာမရေရာတော့တာကြောင့်ဥရောပသမဂ္ဂဟာကုကုကိုအကူပြီးလုံခြုံရေးကိုညှင့်တင်ရမယ့်အခြေအနေဆက်ရောက်နေပါလေအာဆိုလာပူနာလီယန်ဟာအခြေအနေတွေစိုးရတာကိုမိမောင်းဖို့ပြဖို့ဥရောပခေါင်းဆောင်တွေထံစာရေးသားပေးပို့ခဲ့ပါလေအဲ့ဒီစာထဲမှာဥရောပတိုက်ဟာ မိမိတို့တသက်မှာတစ်ခါမှမမြင်တွေ့ရတဲ့မကြုံဘူးတဲ့ကြီးမားတဲ့အန္တရာယ်ကိုရင်ဆိုင်နေရကြောင်းယူကရိန်းရဲ့အနာဂတ်လွတ်လပ်မှုနဲ့အချုပ်ချာအာဏာပိုင်မှုဟာဥရောပရဲ့လုံခြုံရေးနဲ့တရားဝါပြောရေးအတွက်အဓိကကြတယ်လို့ဖော်ပြပါတယ်အခုဆိုပြုမဲ့ Real Road Season ဟာအတိတ်ကာလကဥရောပအစိုးရတဲ့အတွက်စီးပွားရေးအကြောင်းပြချက်နဲ့ကာကွယ်ရေးတုံးစီကိုရှော့ချခွင့်ပြုထားတဲ့အခြေအနေရှောင်လွှဲနိုင်စေဖို့မျှော်လင့်ကြောင်း အဆူလာဘူဒါလီရန်ကပြောပါလေအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ကာကွယ်ရေးသုံးစစ်ကိုတစ်တသမဟာရခိုင်တော်စီပုံမှုအသုံးပြုမယ်ဆိုရင်လောင်မဲ့လေးနှစ်အတွင်းစစ်ပဆိုင်ရင်းနှီးမြှုပ်နှံမှုအတွက် EU 650ဘီလီယံနီးပါးရှိလာမှာဖြစ်ပြီးဥရောပသမဂ္ဂဘတ်ဂျက်မှာ EU 150ဘီလီယံတန်ကြေးရှိတဲ့ချင်းငွေရန်ညားတစ်ခုကိုလည်းထူထောင်သွားမယ်လို့ပြောပါလေပြင်းထန်သမ္မတအီမန်နျူအယ်မက်ခရွန်ကတော့ဥရောပမှာနိုင်ငံတနိုင်ငံဟာသူ့အနေချင်းကိုကျူးကျော်တာကိုဒီတိုင်းထန်ကြည့်နေရင် အနာဂတ်ဟာဘာမှသိကြမှာမဟုတ်တော့ပါဘူးအခုရုရှားရဲ့ခြိမ်းခြောက်မှုကယူကရိန်းပြင်ကျွန်တော်တို့ပါဝင်ဥရောပနိုင်ငံအားလုံးကိုပါတက်ရောက်သွားပြီလို့ဆိုပါတယ်မော်စကိုဟာသူတို့ရဲ့စစ်တပ်အတွက်ဘတ်ဂျက်ရဲ့40ခန်းလုံးကျော်ကိုရထားပြီးလာမယ့်2030ပြည့်နှစ်အရမှာရုရှားတက်အင်အားတိုးချစ်ဖို့ရည်မှန်းချက်ကြီးကြီးထားနေတယ်လို့ပြင်းထန်တဲ့မက်ခရွန်ကသတိပေးနှိုးဆော်ပါတယ်ဒါကြောင့်ဒီနေ့ရုရှားဟာယူကရိန်းနဲ့တင်သူ့ကျူးကျော်မှုကိုရှစ်တက်တော့မှာမဟုတ်ဘူးဆိုတာ ကျွန်တော်အနေနဲ့ပြောချင်တယ်လို့ဆိုပါလေဒါပေမဲ့အခုအချိန်မှာတော့ဒါဟာကျွန်တော်ရင်ဆိုင်ရမှာအမှန်ပါပဲဒီလိုအန်ဒီရများတဲ့ကမ္ဘာဟာပျော်ရွှင်နေတာဟာယူသွနေလို့ပဲလို့မက်ခရွန်ကပြောပါလေယူကရိန်းမရိကပေါ်အမေရိကန်ရည်တိချက်ပြောင်းလဲလာတာကိုလည်းစိုးရိမ်ကြောင်ပြောပါလေဒါကြောင့်မက်ခရွန်ဟာရုရှားကိုဟန်တားနိုင်စွမ်းပုံမအားကောင်းစေလို့ပြီး ကာကွယ်ရေးအတွက်အမေရိကန်ပေါ်မိခုမှုနေပါတယ်ဥရောပတပ်ပေါင်းစုဖွဲ့ဖို့ဆန္ဒပြင်ပြနေတာပဲဖြစ်ပါလိမ့်လျှော်လောဆယ်တပ်ပေါင်းစုဖွဲ့ဖို့အတွက်ပြင်သစ်ပြစ်တိန်နဲ့ဂျာမနီတို့ကဥဆောင်မယ်လို့လည်းသတင်းတွေထွက်နေပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ပိုလန်နိုင်ငံဟာအရွယ်ရောက်တဲ့မျိုးသားတိုင်းကိုစီးရဲလေ့ကျင့်ပေးဖို့စီစဉ်နေတယ်လို့ဆိုပါလေအရွယ်ရောက်ပြီးမျိုးသားအားလုံးကိုစီးရဲလေ့ကျင့်မှုပြင်ဆင်နေကြောင်းပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်ကလွှတ်တော်မှာပြောခဲ့ပါတယ် အရွယ်ရောက်သူတိုင်းအတွက်ကြီးမားတဲ့စည်ရေးလေ့ကျင့်မှုကို2025နှစ်ကုန်မှာအဆင်သင့်ဖြစ်နေသင့်ပြီလို့ပိုလန်ဝန်ကြီးချုပ်ကပြောပါလေယူကရိန်းလုံခြုံရေးကိုအမေရိကန်ကအမှတ်ခံပေးမဲ့အလားအလာနှေးပါသွားလို့ခုလိုစည်ရေးလေ့ကျင့်မှုအတွက်ပိုလန်ကလည်းစီစဉ်လာလို့ဒေါ်နယ်တက်စ်ကပြောပါလေရုရှားဟာယူကရိန်းရဲ့ဒေသတွေကိုဆက်လက်သိမ်းပိုက်ထားမယ်ဆိုရင်ပိုလန်အနေနဲ့ခက်ခဲတဲ့ပထဝီနိုင်ငံရေးအခြေအနေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ပြောပါလေပိုလန်ဟာရုရှားနဲ့အင်းကြီးနိုင်ငံလည်းဖြစ်ပါလေ ဖြစ်ပေါ်လာနိုင်တဲ့ချိန်ချောင်းမှုတွေကိုရင်ဆိုင်ဖို့စည်ရေးလေ့ကျင့်မှုကိုတေချာပြင်ဆင်ထားတဲ့အရန်တန့်ရားတွေအသင့်ရှိဖို့အရေးကြီးတယ်လို့ Donald Tusk ကပြောပါတယ်။ပိုလန်အနေနဲ့မြေမြုံမိုင်းနဲ့ cluster ကြီးတွေမတုံးဆွဲရေးနိုင်ငံတကာသဘောတူညီချက်ကနေလည်းနှုတ်ထွက်ဖို့ပြင်ဆင်နေတယ်လို့ဝန်ကြီးချုပ် Donald Tusk ကပြောဆိုသွားကြောင်းပိုလန်သတင်းတွေကဖော်ပြပါတယ်။ပိုလန်အနေနဲ့ခုလိုလုပ်တာဟာနာဂတ်စစ်ပွဲကိုပြင်ဆင်နေတာလို့ရုရှားကတော့ရှုမြင်နေပါတယ်။ ဒါအပြင်ပိုလန်ဝန်ကြီးချုပ်ဒေါ်နက်တက်စ်ကစစ်ပွဲနဲ့ပထဝီနိုင်ငံရေးမတိကျမရမှုတွေကိုစတင်ခဲ့တဲ့ရုရှားနဲ့လက်နက်ပြန်ဆိုင်မှုသစ်စတင်ဖို့ဥရောပအနေနဲ့အဆင်သင့်ဖြစ်နေရမယ်လို့ပြောပါလိမ့်လက်နက်ပြန်ဆိုင် ထုတ်လို့ရင်လွန်ခဲ့တဲ့အနှစ်40ကဆိုဗီယက်ယူနီယံဆုံးရှုံးခဲ့တယ်လို့ရုရှားလည်းဆုံးရှုံးသွားမယ်လို့ယုံကြည်ကြောင်းအခုကစပြီးဥရောပအနေနဲ့ရုရှားထက်တာလုံကောင်းမွန်တဲ့လက်နက်တွေထုတ်လုပ်တက်ဆင်သွားမယ်လို့ပြောပါလိမ့်ပိုလန်အနေနဲ့ရုရှားပေါ်ရန်စတဲ့ စကားတွေကိုတတိထားပြောဖို့ဆိုပြီးရုရှားနိုင်ငံခြားရေးဝန်ကြီးစာကေးလက်ဘရော့ကတော့တတိပေးထားပါတယ်လလောဆင်မှာတော့ယူကရိန်းနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ပိုလန်နဲ့ဂျာမနီကလည်းစစ်သုံးစေးကိုတိုးမြှင့်လိုက်ကြပြီးပိုလန်ဟာ GDP ရဲ့900ရာခိုင်နှုန်းထိတိုးပြီး89.8ဘီလီယံသုံးဆွဲမယ်လို့ကြေညာပါတယ်။ဂျာမနီကတော့အခုလာမယ့်ပတ်မှာစစ်သုံးစေးပြည်မဲ့ဥပဒေကြမ်းလွှတ်တော်ကိုတင်မှာဖြစ်ပါတယ်။ စစ်သုံးစေးကိုကန့်သက်ချက်မထားဘဲလုံလောက်တဲ့အထိသုံးဆွဲမယ်လို့ပါပါတယ်။ကနဦးရတာချက်ကတော့ Robilian 900လို့ဆိုပါတယ်။ဒုတိယကမ္ဘာစစ်ပြီးကတည်းကဂျာမနီစစ်သုံးစေးဖြစ်လာပါလိမ့်မယ်။လက်ရှိအချိန်မှာတော့ပိုလန်နဲ့ချာတင်လာတယ်လို့ရုရှားဘက်ကတော့ဒါနဲ့ပတ်သက်ပြီးအပြင်းထန်ဝေဖန်နေတာပဲဖြစ်ပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။ရုရှားကိုထွက်ပြေးသွားတဲ့သမ္မတအာဆလက်ထက်ကဒါရူလက်နက်တွေကိုအကုန်ဖျက်ဆီးပစ်ဖို့ လက်ရှိ Syria ဆိုရကဂလီပြူလိုက်ပါလေဖြုတ်ချခံရတဲ့သမရဟောက်အာဆရတ်ထက်ကထုတ်လုပ်ပြီးကြန့်ရှိနေသေးတယ်ဓာတုလက်နက်သုံးလုံးတွေကိုဖျက်ဆီးပစ်ဖို့ဂလီပြူကြောင့် Syria နိုင်ငံခြားရေးဝန်ကြီးကပြောပါလေကုလသမဂ္ဂဓာတုလက်နက်တောင်းမြေရေးဖွဲ့ရဲ့ဒီဟိမာပြုလုပ်တဲ့အစီအဝေးမှာနိုင်ငံခြားရေးဝန်ကြီးရှီဘာနီကဂလီပြူခဲ့တာဖြစ်ပြီးအမွေဇိုးတွေကိုအဆုံးသတ်ဖို့လက်နက်တံခံရသူတွေအတွက်တရားမျှတမှုနဲ့နိုင်ငံတကာဥပဒေနဲ့အညီဆောင်ရွက်သွားမယ်ပြောပါတယ် စီးရီးယားအနေနဲ့နိုင်ငံတကာပံ့ပိုးမှုတွေလိုအပ်တယ်လို့သူကဆိုပါတယ်အာဆတ်ဆိုရာဆလင်းနစ်ကြောင့်ပြည်တွင်းစစ်တွင်းဓာတုလက်နက်တွေတခါမှမတုံကြောင်းညှင်းဆိုပေမဲ့လူခွင့်ရေးဖွင့်တဲ့ကျောင်းကျင့်သူတွေကတော့ဓာတုလက်နက်တွေအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲထားပါတယ်2013ကအာယုံကျော်အစိတ်တင်စေတဲ့ဓာတုလက်နက်နဲ့သဘုံတွေထိချုပ်ထားတဲ့အရှိပိုင်းနဲ့အနောက်ဂေါ်တာမှာရှိတဲ့စင်ချေပိုးရွက်ခွက်တွေကိုတိုက်ခိုက်လို့လူရာနဲ့ချီသေးဆုံးပြီးတခြားထိခိုက်ဒဏ်ရာမှုတွေထောင်နဲ့ချီရှိခဲ့တယ်လို့ဆိုပါတယ် ဓာတုလက်နက်တူလုံးယူတွေဖြတ်သိမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးဓာတုလက်နက်တောင်းမြေဖွဲ့မှကျွမ်းကျင်သူတွေဟာဆီးရီးယားမှာရှိတဲ့တန်တရားဖြစ်ဖွယ်ရာနေရာတွေကိုတွားရောက်စစ်ဆေးဖို့စီစဉ်ထားတယ်လို့အဖွဲ့ရဲ့ညွှန်ကြားရေးမှူးချုပ် Fernando Arias ကပြောပါတယ်။လက်ရှိမှာတော့ထွက်ပြေးသွားတဲ့သမောအာဆတ်ကိုသစ္စာတော်ခံတွေလက်ရှိနေပြီ။အဲ့ဒီသစ္စာတော်ခံတက်တွေကိုလိုက်လံနေနေနေရပါတယ်။တမန်အာဆက်တစ္ဆာတော်ခံတက်တယ်လေလက်ရှိဆီးရီးယားဆွေးတက်တယ်တိုက်ပွဲဖြစ်ပြီ လူပေါင်း80ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီတဲ့ချေဆိုင်ဆီရီယယ်လူခွင့်ဆောင်ကြီးအဖွဲ့ကလဒါကီယာနဲ့တာတုစစ်ကံမြို့တွေမှာဖြစ်တဲ့တိုက်ပွဲတွေဟာအာဆတ်ဆိုရပြုတ်ကြပြီးဆီရီယမှာကြုံတွေ့ရတဲ့အဆိုးအဝါဆုံးသွေးချောင်းစီးတဲ့ပြိပခါလို့ဆိုပါတယ်။ဆီရီယကိုနှိရှေလာမြောက်အုပ်ချုပ်ခဲ့တဲ့အာဆတ်ဟာဒီဇင်ဘာလကတော်လရင်အင်အားစုတွေမြို့တော်ဒမတ်စကပ်ကိုတင်းယူလိုက်တဲ့နောက်ရုရှားကိုထွက်ပြေးတင်းရှောင်ပါလေ။ဒါပေမဲ့ဆီရီယမှာတော့သူ့ကိုသစ္စာခံတဲ့အင်အားစုတွေရှိပါတယ်။ အခုတရင်ပတ်ထံမှာတိုက်ပွဲတွေပြင်းထန်လာတဲ့နောက်တော်လန်ရင်းညွတ်ပေါ်ဆိုရဟာလာဒါကီယာနဲ့တာတုစ်မြို့တွေမှာညမထွက်ရအမိန့်ထုတ်ပြန်ထားလိုက်ပါတယ်။လာဒါကီယာမှာစစ်စင်ရေးကိစ္စတစ်ခုတော့ရောက်ရှိနေတဲ့လက်ရှိဆီးရီးယားတော်လန်ရင်းဆိုရတက်တွေခြုံခိုတိုက်ခတ်ခံရတဲ့ဖြစ်စဉ်ပြီးမြို့နဲ့မြို့မှာတိုက်ပွဲတွေဆက်တင်လာခဲ့တာပါ။အဲဒီမြို့တွေတရှိရကန်လန်ဒေသမှာအာလာဝစ်မြို့နဲ့ဇိုးတွေအများစုနေထိုင်ပြီးအာဆက်ကို ထောက်ခံသူတွေဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်းအသေးပြောက်ပမာဏဘယ်လောက်များပြားလဲဆိုတာနဲ့ပတ်သက်လို့သတင်းမျိုးမျိုးကြွပြပေးမယ်။အာဆက်ဘတ်တော်သား80လောက်တည်ပြီး25ရောက်လောက်ဖန်ခင်ရတယ်လို့စေရွာချီဆိုင်စက်တဲ့တင်ထားကဖော်ပြပါလိမ့်။လက်ရှိအစိုးရဘက်ကလည်းအသေးပြောက်10နှစ်ချီရှိတယ်လို့တော့သိရပါတယ်။တိုက်ပွဲတွေဟာစေရွာတခြားမြို့ကြီးတွေဖြစ်တဲ့ Homes နဲ့ Aleppo တို့မှာလည်းဖြစ်ခဲ့ပါလိမ့်။စေရွာကာကွယ်ရေးဝန်ကြီးကတော့အာဆက်ကိုသက်ဆိုင်တဲ့လက်နက်ကိုင်တပ်တွေအနေနဲ့ကောင်းမှုမှာတင်မဲ့လက်ချညှန့်ခင်တယ်လို့ပြောပါလိမ့်။ ခစ်ပြောင်းသွားပြီလို့ဆိုပါတယ်လူသက်သမားတွေရာဇဝတ်ကောင်းတွေကိုသစ္စာဆောင်သိပြီးကာကွယ်ပေးမဲ့စာလက်နက်ချတာအကောင်းဆုံးလို့ပြောပါတယ်ခေါင်းမနေရင်တော့ကျမကင်မဲ့လမ်းကြောင်းကိုမလွယ်မသွေဦးတည်သွားနိုင်မယ်လို့ဆိုပါတယ်လက်တော်တိုက်ပွဲပြေးထိုင်ရာကန်ယူနဲ့ area တွေဟာရှားရီတမလအာမက်အရှာရာဦးဆောင်တဲ့ဂျာကလာတော်လရင်ဆိုရတွေ့တော့ခေါင်းခဲစရာနည်းမြေတွေပဲဖြစ်နေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ထိန်သိမ့်ခံရတဲ့ တောင်ကိုရီးယားသမ္မတရောင်စက်ရုပ်ပေါ်ဖန်ရန်ကိုတရားရုံးကဖျက်သိမ်းပေးလိုက်ပါတယ်။တောင်ကိုရီးယားမှာစစ်အုပ်ချုပ်ရေးကြီးညာခဲ့လို့ဆွဆွဲဖြစ်တင်ပြီးဖန်စီထင်းသိမ်းခံထားတဲ့သမ္မတရောင်စက်ရုပ်ရဲ့ဖန်ရန်ကို စိုးတရားရုံးကဖျက်သိမ်းလိုက်တယ်လို့ဆိုပါတယ်။တောင်ကိုရီးယားမှာစစ်အုပ်ချုပ်ရေးကြီးညာခဲ့တာကြောင့်ဆွဆွဲဖြစ်တင်ပြီးဖန်စီထင်းသိမ်းခံထားတဲ့သမ္မတရောင်စက်ရုပ်ရဲ့ဖန်ရန်ကိုစိုးတရားရုံးကဖျက်သိမ်းလိုက်လို့သမ္မတဟာထင်းသိမ်းခံထားရတာလည်း ပြန်လည်လွတ်မြောက်ဖို့လမ်းစောင့်ပွင့်သွားပြီလို့သိရပါတယ်။တရားအေဂျင်စီနှစ်ခုပါဝင်တဲ့စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်ရဲ့ကနဦးထိသိမ်းမှုကာလပြီးဆုံးပြီးနောက်စွဲချက်တင်မဲ့အချိန်ပေါ်အခြေခံပြီးစီရင်ချက်ချတာလို့တရားရုံးထုတ်ပြန်ချက်ပါဖော်ပြပါတယ်။သမရောင်စေကိုဖန်ဆီးရမှာဇန်နဝါရီ15ရက်နေ့ကသူ့ရဲ့လုံခြုံရေးဖွဲ့နဲ့တာဝန်ရှိသူတွေကြားထိတ်တိုက်တွေ့ဆုံမှုတွေဖြစ်ပြီးနောက်ဖန်ဆီးနိုင်ခဲ့ပြီးသူဟာတောင်ကိုရီးယားမှာရှားရူးရှိစဉ်ဖန်ခံရတဲ့ပထမဆုံးသမ္မတဖြစ်လာပါတယ်။ ဖန်ဆင်းမှုကိုပဲဖြစ်ဖို့တရားရုံးဆုံးဖြတ်ချက်ဟာဒီနိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုအသက်ဝင်သေးတာကိုပြသတာဖြစ်တယ်လို့သမ္မတရောင်ဆိုင်ရဲ့ရှင်းလင်းဖွဲ့ကထုတ်ပြန်ပါတယ်။စီရင်ချက်ကိုအစိုးရရှင်းလင်းတွေကအယူခံဝင်နိုင်သေးတာကြောင့်သမ္မတဟာချက်ချင်းလွတ်ဖို့တော့မဖြစ်နိုင်သေးပါဘူး။ရောင်ဆိုင်ယူဟာပြည်တွင်းအဖြတ်အင်အားစုတွေနဲ့နောက်ကိုရီးယားကွန်မြူနစ်ရန်တွေကြောင့်လို့ဆိုပြီးဒီဇင်ဘာ3ရက်နေ့ကစေအုပ်ချုပ်ရေးကျင်းပပါတယ်။အဒီနောက်လွှတ်တော်အမတ်တွေဟာချက်ချင်းမဲခွဲဆုံးဖြစ်ပြီးပယ်ချခဲ့ပါလိမ့်။ နောက်ပိုင်းတော့ဒါဟာဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ကြောင့်တိုက်ခန့်ဦးဆောင်တဲ့ပါလီမန်ကဆွဆွဲဖြစ်တယ်မီသူ့ကိုယာဓုကနဲ့ဆိုင်ငံ့ခဲ့ပါတယ်။သမရပေါ်ဆွဆွဲဖြစ်နေမှုနဲ့ပတ်သက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေခေါ်ရုံးကမကြာမီမှာစီရင်ချက်ချသွားဖို့ရှိတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။အတူမအနိုင်မရနိုင်တဲ့စစ်ပွဲကိုအမေရိကန်အနေနဲ့မတိုက်တင်ကြောင်းတရုတ်ကစကားပြောင်းပြောလာပါတယ်။အမေရိကန်ရဲ့ကုန်တွေရေးသမဟုတ် ညီသည့်စစ်ပွဲကိုမဆိုတိုက်ခိုက်နိုင်ကြောင်းလေးတမာနဲ့ပြောဆိုပြီးနောက်ရပ်ပိုင်းကြမှာတရုတ်ကဘသူမှအနိုင်မရရှိနိုင်တဲ့စစ်ပွဲကိုလုံးဝမတိုက်သင့်ဘူးလို့ပြန်ပြောလာပါလိမ့်။အမေရိကန်ကာကွယ်ဝင်ကြီးဘိတ်ဟာဆက်ကအမေရိကန်ဟာတရုတ်နဲ့စစ်ဖြစ်ဖို့ကြိုးပမ်းနေတာမဟုတ်ပဲစစ်တပ်ကိုပြန်လည်တည်ဆောက်ပြီးစစ်ပွဲအတွက်ပြင်ဆင်နေခြင်းဖြစ်ကြောင်းပြောကြားချက်ကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်နိုင်ငံသားရေးဌာနကပြောရေးဆိုခွင့်ရှိသူလိန်ကျန်းကအမေရိကန်ဟာမဟာဗျူဟာပြန်ဆိုင်မှုမြည်ခံပြီးတရုတ်ကိုချုပ်ကန်ဖို့ ထိ ंछ ုပ်ဖို့ထပ်မလုပ်သင့်ဘူးလို့ပြောပါလေ။ဘလို့စစ်ပွဲမျိုးပဲဖြစ်ဖြစ်အကောက်ခွန်စစ်ပွဲ၊ကုံတော်ရေးစစ်ပွဲ၊စစ်အေးကလာတိုက်ပွဲတွေထိတိုက်တွေ့တဲ့စစ်ပွဲမျိုးဖြစ်ဖြစ်အနိုင်မရဘူးလို့ရှုမြင်ကြောင်းဒါကြောင့်ကျွန်တော်တို့စစ်မတိုက်သင့်ဘူးလို့တရုတ်အနေနဲ့အမြဲတမ်းပြည့်ပြည့်စုံစုံခံယူထားကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဆိုပါလေ။ဒါမဲ့အမေရိကန်အနေနဲ့တရုတ်ကိုတော့ချင်းချောက်ဖို့ဘယ်တော့မှမလုပ်လို့ဆိုပါလေ။ ချိန်ချောက်တော့ကျွန်တော်တို့မကြောက်ပါဘူးအနိုင်ကျင့်တာဟာကျွန်တော်တို့အတွက်ကြိုးမရှိဘူးလို့ထပ်ပြောပြရစေဖီအားပေးအကြံချိန်ချောက်တာဟာတရုတ်နဲ့ဆက်ဆံရမှာမှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူးတရုတ်ပေါ်ဖီအားလွန်ပေးသူတိုင်းကတွက်ချက်တာမှားနေတာပါလို့လင်ချန်းကပြောပါလိမ့်တကယ်လို့အမေရိကန်မှာတခြားအစီအစဉ်တွေရှိပြီးစစ်ပွဲကအမေရိကန်လိုချင်တာဆိုရင်လည်းအောက်ခွန်စစ်ပွဲကုံတော်ရေးစစ်ပွဲတခြားဘေးစစ်ပွဲပဲဖြစ်ဖြစ်တရုတ်ဟာတိုက်ဖို့အသင့်ပဲလို့ ၎င်းကတုံ့ပြန်ပြောပါလေသူရဲ့မှတ်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့ကာကွယ်ဝန်ကြီးပက်ဟာဆက်ကဖောင်နျူးမှာငင်းချင်းရေးကိုတောင်းထားသူတွေဟာစစ်ပွဲအတွက်ပြင်ဆင်ရမှာဖြစ်ပြီးဒါကြောင့်ကျွန်တော်တို့စစ်တပ်ကိုပြန်လည်တည်ဆောက်ခြင်းဖြစ်တယ်လို့ပြောခဲ့ပါတယ်ကျွန်တော်တို့ဟာဟန်တောင်းမှုစနစ်ကိုချမှတ်ရမယ်လို့ဆိုပါတယ်မရိကသမန်ထရန်ကအင်အားရှိမှငင်းချင်းရမှာကိုနားလဲကြောင်းသူဟာတရုတ်ကွန်မြူနတီပါတီခေါင်းဆောင်ပိုင်းနဲ့ကောင်းမွန်တဲ့ဆက်ဆံရှိကြောင်းပို့ထူးနေမှာအမေရိကန်ကာကွယ်ရေးဌာနဝက်ဘ်ဆိုက်မှာပိတ်ဟာဆက်ကမှတ်ချက်ပြပါတယ် ်အမေရိကန်ဟာတရုတ်နဲ့ပြည်ပကားဖြစ်ဖို့တက်ကြွစွာကြိုးပမ်းနေခြင်းမဟုတ်ကြောင်းစစ်ဖြစ်ချင်နေတာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ကောက်ွယ်ဝင်ကြီးဖြစ်ကျွန်တော်တို့ကအစင်းသင်းဖြစ်နေပြီဆိုတာသိကြအောင်လုပ်ဖို့ပါ။ဒါကြောင့်ကျွန်တော်တို့လေ့ထားတဲ့ Indo-Pacific ဒေသကောက်ွယ်ရေး၃စီဆွမ်းဆောင်ရေးလက်နက်နဲ့အသင်းဖြစ်မှုအနေထားတဲ့အားလုံးအတွက်ကျွန်တော်ပြင်ဆင်နေတယ်လို့ပြည်ဟာဆက်ကပြောပါတယ်။နောက်ထပ်သတင်းတွေကိုပြောချင်ပါတယ်။ ။ဩစတြေးလျနိုင်ငံမှာဆန်ကလုံးမွန်တိုင်း air pressure စောသင်ကြောင်းနဲ့တည်ပို့ဆောင်ရေးတွေပိတ်သိမ်းထားပါလိမ့်။ဩစတြေးလျနိုင်ငံမှာဆန်ကလုံးမွန်တိုင်းဟာနိုင်ငံအရှိတ်ကံရိုးတွေကိုဝင်ရောက်တိုက်ခတ်နေပြီးတောင်ဝင်ရှိသူတွေဟာစောသင်ကြောင်းနဲ့အများပြည်သူတည်ပို့ဆောင်ရေးလုပ်ငန်းတွေကိုပိတ်သိမ်းလိုက်ပါလိမ့်။မုံတန်းကြောင့်ရေလွှမ်းမှုတွေကိုကာကွယ်ဖို့တဲအိတ်တွေပါဝင်အရန်တားတွေလုပ်နေပြီးစားနပ်ရိက္ခာတွေစုဆောင်းထားဖို့လည်းတောင်ဝင်ရှိသူတွေကတတိပေးထားပါတယ်မုံတန်းဟာဩစတြေးလျရဲ့တတိယမြောက် လူဦးရေအများဆုံး Brisbane ကိုဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။မော်ရဲဟာ Queensland ရဲ့ New South Wales ပြည်နယ်ရဲ့နေဆက်ဒေသတွေမှာပါဖျက်ကျော်တိုက်ခိုက်တယ်လို့မူတီထန်စွာရွာသွန်းခြင်းရေကြီးရေရှမ်းမှုတွေလည်းဖြစ်နိုင်တယ်လို့မိုးလေဝသကသတိပေးထားပါတယ်။နိုင်ငံအရှိမြောက်ပိုင်းကယူနယ်တစ်လျှောက်ကီလိုမီတာ900ကျော်အကွာအထိမုန်တိုင်းသတိပေးချက်ထုတ်ထားပြီးရေကြီးမှုတန်ခံရနိုင်တဲ့အနှိမ်ပိုင်းဒေသတွေမှာနေထိုင်သူတွေအများဆုံးပေးလို့ရရွှေဖို့ညွှန်ကြားထားပါတယ်။ ကူညီကယ်ဆယ်လုပ်ငန်းတွေအတွက်အော်စတြေးလျစစ်တပ်ကိုအစင်သစ်ပြင်ဆင်ထားကြောင်းကြီးကျုပ်ကပြောပါတယ်အချို့ဒေသတွေမှာတော့ပုံနှံကြောက်ဂူရသမှုတွေစတင်နေပြီးထူးထူးမြင့်မြင့်ရွှေပွဲမှာပုံမှုပြင်းထန်စွာမိုးရွာသမှုဖြစ်နိုင်တယ်လို့အော်စတြေးလျမိုးလေဝသဌာနကသတိပေးထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ရီဇာဟောင်းရဲ့ကားလို့အထင်နဲ့ ကားတစီးကိုမှားပြီးဖျက်ဆီးမိတဲ့အမေရိကန်မျိုးသမီးတို့ကိုဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။ကြီးစားဟော်မုန်တော်ကအထင်နဲ့အင်ဒီဂျင်တို့ကားကိုမှားပြီးဖျက်ဆီးမိတဲ့ဆယ်ကျော်သက်အမေရိကန်မျိုးသမီးဟာဖမ်းခံလိုက်ရပါတယ်။အမျိုးသမီးငယ်ဟာကားတစီးကိုမှုဆီးနေတဲ့ဖမ်းကဖျက်ဆီးနေကြောင်းတိုင်ကြားချက်ရရှိခဲ့တယ်လို့အမေရိကန်ဖလော်ရီဒါပြည်နယ်ပေါ်လူရှာကောင်ဒီမှာရဲစခန်းကပြောပါတယ်အခင်းဖြစ်တဲ့နေရာမှာအသက်18နှစ်26နှစ်အမျိုးသမီးငယ်နဲ့ဦးတွေ့ရပါတယ်အသက်18နှစ်အရွယ်မျိုးသမီးက သူမရဲ့ရည်စားဟောဆိတ်ဆိုးလို့အဲ့ဒီကောင်ကျုပ်တွေနဲ့ပေါ့မှုဆိတ်ဖြစ်လို့ဆုံးဖြတ်ခဲ့တယ်ဆိုပါလေအဲ့ဒီကောင်ကသူ့ရည်စားဟောကောင်နဲ့လည်းဆင်းတို့ပါလေဒါပေမဲ့အဲ့ဒီကောင်ကတိတ်ချကြည့်တော့သူ့ရဲ့ရည်စားဟောကောင်မဟုတ်ပဲအင်းဂျင်တူပိုင်တဲ့ကားဖြစ်ကြောင်းတော့မှသိခဲ့ရပါလေအမျိုးသမီးငယ်တွေမောင်းနေလာတဲ့ကောင်မှာအရက်ပိုးတွေလည်းတွေ့ရပါလေရဲရရှိတွေက16နှစ်အရွယ်မျိုးသမီးငယ်ကိုစိုးသွမ်းမှုဒါပြင်အသက်22နှစ်အောက်အရက်သေးစားလက်ဝတ်တွေ့ရှိမှုနဲ့အရက်တောက်ထားစဉ်ကောင်းမွန်မှု မှုများစွာနဲ့တရားဆွဲထားတယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါတယ်။မိဘမဲ့ကလေးတွေကိုဆုံးရှောက်ပေးဖို့နဗန်းပွဲတွေမှာမျက်နှာဖုံးစုပြီးဖုံးတော့ချစ်တူဟာငွေရှာခဲ့တယ်လို့သိရပါတယ်။သားသမီးတွေများပြီးစီးရင်နှံပါတယ်။မက္ဆီကိုမိသားစုကလည်းမွေးဖွားလာတဲ့ဖုံးတော့ကြီးပင်နေတက်စားငွေရွယ်နဲ့မွေးစေဝါတာကောင်ဖြစ်ခဲ့သူပါ။သူဟာသားသမီး18ဦးနဲ့ဒုတိယအငယ်ဆုံးဖြစ်ပြီးသူအသက်17နှစ်အရွယ်မှာလည်းမူရစ်စေစတဲ့တုံဆွဲတက်ခဲ့ပါလေ မက္ဆီကိုမှာမူရစရာအရန်ပေါ်တယ်ကျွန်တော်17စနစ်လောက်ကတည်းကမူရစစသုံးတာကျွန်တော်ငွေချင်းတွေလည်းသုံးတာပဲဆေးကြောက်ကိုကိန်းပြတ်တဲ့နေ့မရှိဘူးနောက်တော့ဘိန်းဖြူမှာသုံးတက်လာတယ်ဆိုပါလေသူ့အသက်20ရွယ်မှာခိုင်းနေကသူ့ငွေချင်းတရားအသက်ခံရတဲ့ဖြစ်မှာလူသက်မှုဆွဲချက်တင်ခံရပေမဲ့အခင်းဖြစ်ချိန်သူဟာဘားတစ်ခုမှာအယံမူးအိပ်ပျော်နေတယ်လို့အလီပိုင်းပြနိုင်ခဲ့ပေမဲ့ဆွဲချက်ကလွပြောက်ခဲ့သူမှာဒီဖြစ်ပြီးမှဘန်ဒီတက်စ်ကဖုံးကြီးဝတ်ခဲ့ပြီးစပိန်နဲ့အီတလီစကားအသင်ခဲ့ပါလေ။ ဘုံကြီးဖြစ်ပြီးနောက်အင်ဂျင်ယာမဲ့ကလင်ငယ်တွေနဲ့မိဘမဲ့တွေအတွက်ခေဟာဝန်မှုစိတ်ကိုပါလေဒါမဲ့ကုန်ကြစည်အတွက်အကြံထုံရင်မူရခိုင်သောဘဝကအထူးအကျိတ်ထူထောင်ခံနိုင်ရေးဆွမ်းကြောက်လက်ပန်းဘွဲတွေကလည်းငွေရှာဖို့ဆုံးဖြတ်ခဲ့ပါလေဘန်နီတက်စာ Freedom Mentor ဆိုတဲ့နာမည်သုံးပြီးသူ့မျက်နှာကိုလူမသိအောင်မျက်နှာဖုံးဆိုတာတနားရီ15ဒေါ်လာနှုန်းနဲ့လက်ပန်းဘွဲမှာငွေရှာပါလေ1989နဲ့2023နှစ်တည်းနဲ့လက်ပန်းဘွဲမှာပေါင်းဝယ်ရှင်ပြိုင်ပါလေ သူ့ဤမှချက်ဖြစ်တဲ့မိဘမကေဟာဖွင့်တိုင်းစလို့ဆက်ဆက်မှာတော့ Benitez ကအလွန်ရင်းနှီးတဲ့နိဗ္ဗာန်သမားမိတ်ဆွေတို့မင်္ဂလာပါမှာ Freedom Mentor အမည်နဲ့နိဗ္ဗာန်သမားဟာမိမိဖြစ်ကြောင်းထုတ်ဖော်လို့အားလုံးကအံ့အားသင့်တော်ပါလေ Freedom Mentor Papi Charan ဟောမိဘမကလေးကရမှာကလေးငယ်2000ကျော်ကိုဆောင်းလျှောက်ပေးနိုင်ခဲ့ပြီးကလေးတချို့ကတော့ခုချိန်မှာဆရာဝန် engineer ရှင်းနေတဲ့အစိုးရဝန်ထမ်းတွေတောင်ဖြစ်နေတယ်လို့သိရပါတယ်